ရန်ဒိုပရိတ်သတ်ဆစ်ဆစ်ဖြစ်ပေမဲ့မက်ဆီသားလင်းဘောလုံးလောကရဲ့အကြီးမြတ်ဆုံးဂိုးလို့ဆိုလာတဲ့ကာဘရက်စ်ကီလီယာကာဘရက်စ်ကီလီယာကတော့ခရစ်တီယာရိုနယ်ဒိုပရိတ်သတ်ဖြစ်ပေမဲ့ဘာလို့လျော်နေမက်ဆီကဘောလုံးကပါရဲ့အကြီးမြတ်ဆုံးကစားမလဲဆိုတာကိုပြောပြလွတ်လာခဲ့ပြီးဖြစ်ပါရင်ကာဘရက်စ်ကီလီယာဟာရိုနယ်ဒိုရဲ့အမကန်ပရိတ်သတ်ဆစ်ဆစ်ဆိုတော့အားလုံးအသိပဲဖြစ်ပါရင်သူကလည်းကလည်းဒါကိုဖုံးကွယ်ထားခြင်းမရှိပဲအခါခွင်းတင်တင်တယ်လို့ထုတ်ဖော်ပြောကြားလေးရှိတတ်တာပါဖိကရရာဒီကကာဘရက်စ်ကီလီယာအတွက်ကစားမပွားလက်ရှိအချိန်ထိအောင်မြင်ဆုံးရာဒီလို့ဆိုရမှာဖြစ်ပါရင် င်္ဂလိပ်ရင်းစင်အသင်းနဲ့တူယူမာသမိုင်းဝင်အောင်မြင်မှုအရယူနိုင်ခဲ့တဲ့နာပိုလီနဲ့စီးရီးယားရင်ဖျက်ချင်တဲ့ပြည်တွင်းဖလားရင်အကုန်အပါဝင်ချန်ပီယံလိဖလားပါရခဲ့တာဖြစ်ပါရင်သူအနေနဲ့ရာသီတစ်လျှောက်လုံးမှလည်းခြေစွမ်းပြနိုင်ခဲ့ပြီးအကောင်းဆုံးတိုက်စစ်ကစားမတွေတဲကတူဖြစ်လာခဲ့တာပါလက်ရှိမှာကာဗရက်စကီလီယာဟာပီအက်ဂျီအသင်းနဲ့တူကလပ်ကပဗလာပြိုင်ပွဲဝင်လျက်ရှိနေပြီးနောက်ထပ်ဖလားတစ်လုံးထပ်မံအရာယူဖို့ကြိုးစားနေတာဖြစ်ပါရင်ကာဗရက်စကီလာဟာရန်ဒိုဖန်ကြီးစားဖြစ်ပြီးပြီးခဲ့တဲ့ယူရိုကလည်းသူ့အိုင်ဒေါ်ဂျီရဲ့ပေါ်တူဂီကိုကြော့ဖြတ်ပြီးနောက်ယူနိုက်တက်စီမမေ့မရပြေးသွားကဂျာစီလဲနှုတ်ဆက်ခဲ့တာပါ ်ချန်ပီယံလိမှာချန်ပီယံဖြစ်တော့လဲရယ်တိုကသူ့ကိုဂိုမစ်ကဆိုပေးခဲ့သေးတာပါဒါပေမဲ့အခုဆိုရင်တော့သူဟာသူ့အိုင်နော်ဂျီရယ်တိုကိုအင်မတန်မှချစ်ပေမဲ့ဘောလုံးကဘာရဲ့ထာဝရအကောင်းဆုံးဇာမကမန်စီပါလို့ဆိုလာခဲ့တာဖြစ်ပါရင် နမဲကျော်ပေါ်သမားတွေဟာမီဒီယာတွေနဲ့ဖြစ်စေပရိသတ်တွေနဲ့ဖြစ်စေတွေးဆနိုင်မန်စီနိုရယ်တို့ဘသူကပိုကောင်းလဲထင်လဲဆိုတဲ့မေးခွန်းကိုအမေးခံရလေရှိပါတယ်။အခုလဲကာဗရက်စကီတွေကိုလည်းတွင်မှာဂျွန်ဆန်တန်ဝင်းနဲ့အတွေ့မှာမန်စီနိုရယ်တို့ဘသူကပိုကောင်းလဲလို့အမေးခံခဲ့ရတာဖြစ်ပါတယ်။အဆိုပါမေးခွန်းကိုကာဗရက်စကီလီယာကကျွန်တော်ကရယ်တို့ကိုအင်မတန်မှချစ်ပါတယ်။ဒါပေမဲ့ဗျာမက်ဆီဆိုတာတခြားကဘာကားလို့ထင်ရအောင်ကောင်းတဲ့သူပါလို့အမှန်တိုင်းဖြစ်သွားခဲ့တာဖြစ်ပါတယ်။ကာဗရက်စီလီယာအနေနဲ့မက်ဆီသားလင်ဂျိုသားမက်ဆီသားလင်ဂိုးလို့ပြောခဲ့လိုက်တာလည်းဖြစ်ပါတယ်။ဒါရယ်တို့ဖန်တွေအတွက်ဆိုရင်တော့စိတ်ထိခိုက်စရာဖြစ်နေမှာကျင်းသေးပါတယ်။မန်စီနိုရယ်တို့ဘယ်ကစားသမားကဘောလုံးသမားရဲ့ထား ရကောင်းဆုံးလဲဒီညင်းခုံမှုကကဘာတီတွေတီရှိနေမဲ့ရာဖြစ်ပါရင်တို့လူဦးနဲ့ဘသူကပိုသူထက်ပိုကောင်းလဲအားလုံးကကိုပိုင်အမြင်ကိုကြည့်ရှိကြပါပါဘလုံးတော့ကရဲ့ကလွန်ဝေပုံကိုတွေကလည်းမန်စီရော်နယ်ဒိုတို့ရဲ့ပဲပတ်သက်ပြီးတို့ရဲ့အမြင်တွေကိုအသီးသီးပြောပြခဲ့မှုကြပါရယ်မန်စီနဲ့ရော်နယ်ဒိုတို့ဟာဘလုံးတော့ကရဲ့အကောင်းဆုံးစင်မြင့်ကို နှစ်ပေါင်း15နှစ်ဝန်းကျင်ကြာကြီးစုခဲ့ကြတဲ့တွေပါနှစ်ဦးစလောက်ဟာဒုတိယဆိုရင်အရှုံးလို့သတ်မှတ်ကြသူတွေဖြစ်ပြီးအမြဲတမ်းပထမရဖို့သာကြိုးစားခဲ့ကြတာဖြစ်ပါရင်မက်ဆီကဘော်လိုနီယားစုကို၈ချိန်ထိရယူနိုင်ခဲ့သလိုကစားမဘွားအတွင်းကိုမှလည်း၈ရာကျော်အတွင်းလုံနိုင်ခဲ့တာပါမက်ဆီအားဘာစီလိုနာအကယ်ဒမီထွက်ပြစ်ပြီးတော့ကက်တလန်ကလပ်အတွက်988ပွဲကစားရမှာ682ကိုအတွင်းယူပေးနိုင်ခဲ့တာဖြစ်ပါရင်ဘာစီလိုနာတူလာလီဂါချန်ပီယံ၁၀ချိန်ဖြစ်ခဲ့ပြီးချန်ပီယံလိဖလားလဲ၄ချိန်ထိရရှိခဲ့ပါရင်ဘာစီလိုနာကနေထွက်ခွာခဲ့ပြီးတဲ့နောက်မက်ဆီအား PSG အတင်းအတွက်လည်းကစားခဲ့သေးပြီးလက်ရှိမှာတော့မေဂျာလိဂ်ကလပ်အင်တာမိုင်အမီအတွက်ကစားပေးနေတာဖြစ်ပါရင်အသက်38နှစ်အရွယ်မက်ဆီအား အာဂျင်တီးနားနဲ့အတူကိုဘာအမေရိကနှစ်ချိန်ကပလာချန်ပီယံတစ်ချိန်လည်းဖြစ်ခဲ့သူပါရယ်တို့ကတော့ကစားမပွားမှာဘောလုံးတယောက်စု၅ချိန်ရခဲ့တယ်လို့ချန်ပီယံလိပြိုင်ပွဲအောင်မြင်ဆုံးကစားမဖြစ်ခဲ့သူပါ၂၀၁၉ခုနှစ်မှာစပွန်နင်းလေးစပွန်တင်ကနေမန်နက်တက်စီပေါင်းဆန်တန်းနဲ့ပြောင်းရွှေ့ခဲ့တဲ့ရယ်တို့ဟာတဲနီလိုနဲ့အတူပရီးမီယာလိ၃ချိန်ချန်ပီယံလိ၃ချိန်ရခဲ့တာဖြစ်ပါတယ်အဲ့တော့2009ခုနှစ်မှာတော့ရီယယ်မက်တဲအသင်းစီကမ္ဘာစံကြီးနဲ့ပြောင်းရွှေ့ခြင်းပေါင်တန်း80နဲ့ပြောင်းရွှေ့သွားခဲ့တာပါ ဘီယမတီအတွက်ရနယ်ဒိုဟာပြိုင်ပွဲစုံ438ပွဲကစားပေးခဲ့ပြီး450ဂိုးသွင်းကချန်ပီယံလိဂ်လာလီဂ်ချိန်နဲ့လာလီဂါနဲ့ချိန်ရခဲ့တာဖြစ်ပါရင်အဲဒီနောက်2018ခုနှစ်မှာဂျမနန်အသင်းစီပြောင်းရွှေ့ခဲ့ပြီး2021မှာတော့တင်းဟောင်းယူနိုက်တက်စီတကြောပြန်ရောက်ခဲ့ပါတယ်2022နှစ်ကုန်ကန်ဒီမှာတော့ရဲဒိုဟာ sorry pro league ကလပ်အနစာအသင်းစီပြောင်းရွှေ့ခဲ့ပြီးလက်ရှိချိန်မှာတော့ကစားပေးနေစေဖြစ်ပါတယ်ရဲဒိုဟာပရီလီဂ်အစီအစဉ်အသင်းနဲ့တူ nation league နဲ့ euro champion ဆုတွေကိုတင်ပိုင်နိုင်ခဲ့သူပါမန်စီနဲ့ရဲဒိုကိုဒီပိုင်းနဲ့အထင်းမြဝါအထင်းနဲ့မြင်တွေ့ခွင့်ရလိုက်တာဟာကျွန်တော်တို့အတွက်အကန့်ကောင်းတာမျိုးပါ